ဂျာဒီကောင်မစီးရီးကနေထွက်ခွာသွားရမယ်လို့ဆိုလိုက်တဲ့ဒီပရိုင်းမန်ချက်စတာစီးရီးတင်းရဲ့ကွင်းလယ်ဖန်နီရှင်အဓိကကစားသမားဖြစ်သူကေဗင်ဒီပရိုင်းဟာဒီနေ့ဘောလုံးရည်ဒီကောင်မမန်စီးရီးတင်းနဲ့ချုပ်ဆိုထားတဲ့စာချုပ်သက်တမ်းနဲ့ကုံဆုံးတော့မှာဖြစ်ပြီးသူ့အနေနဲ့လည်းအတင်းကနေထွက်ခွာသွားတော့မှာဖြစ်တယ်လို့ DB ထုတ်ပြန်လိုက်ပါတယ်။လက်ရှိမှာအသက်33နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ဘယ်ဂျီယံလော်ရီရှင်ကွင်းလယ်တိုက်စစ်ကစားသမားဒီပရိုင်းဟာလွန်ခဲ့တဲ့2015ခုနှစ်ကတည်းကမန်စီးရီးတင်းစီရောက်နေခဲ့တာဖြစ်ပြီးအတင်းမှာ7ခုနှစ်တခုထိပါဝင်ကစားခဲ့ပြီးနောက်မှာတော့အတင်းနဲ့လမ်းခွဲဖို့အကြောင်းဖန်လာခဲ့ပါတယ်။ချက်ရှိမှာနေရာမရခဲ့လို့ ဝါဒါဘရီမင်နဲ့ဝူဘတ်လိုမျိုးဂျာမနီကလပ်တွေမှာရောက်ခဲ့ရင်ဝူဘတ်မှာတောက်ပခဲ့တာကြောင့်မန်စတီတင်းစီပါပြောင်းခဲ့ရတဲ့ဒီပရိုင်းဟာမန်စတီအတွက်အဓိကကြာဆုံးကစားသမားတစ်ယောက်ဖြစ်အသုံးတော်ခံပြခဲ့ပြီးအောင်မြင်မှုများစွာရယူပေးနိုင်ခဲ့ပါတယ်ဒီပရိုင်းက2015ခုနှစ်ကနေစတင်ပြီးမက်ဆီတင်းတို့ဘောလုံးရစီ၁၀ရာစီအထိပါဝင်ကစားပေးခဲ့ရင်၄13ပွဲကစား၁06ဂိုးတွင်184ဂိုးဖန်တီးပေးနိုင်ခဲ့တဲ့အပြင်အတင်းတဲ့သူတမိုင်းဝင်တရာစီတဲ့ဆူပလာ၃လုံး triple champion ဖြစ်ခဲ့တယ်လို့ စူပလာ၁၆လုံးထိလည်းပိုင်ဆိုင်ခဲ့ပါတယ်။မန်စီးတီးတင်းတော့ဂန်နဝင်ကစားသမားတဦးလိုအကောင်းဆုံးဆွမ်းဆောင်နိုင်ခဲ့တဲ့ဒီပလိုင်းဟာ၂၀၂၅လုံးမှာတော့မန်စီးတီးကိုစွန့်ခွာပြီးသူ့အတွက်စိန်ခေါ်မှုအသစ်တွေကိုစောင့်ကြည့်နေမဲ့နေရာအသစ်တစ်ခုစီပြောင်းရွှေ့သွားဖို့ရှိနေပါတယ်။ဒီပလိုင်းကိုမေဂျာလိနဲ့ဆော်ရီလိကလပ်အသင်းတွေကပြိုင်ဆိုင်စိတ်ဝင်စားနေကြပါတယ်။ဒီပလိုင်းကိုယ်တိုင်ကတော့လက်ရှိမှာမန်စီးတီးနဲ့လက်ကျန်ဘောလုံးရာသီကိုသာပုံမအာယုံဆိုင်ထားအောင်မှာဖြစ်ပြီးအသင်းကိုချန်ပီယံလိဝင်ခွင့်ရရှိဖို့နဲ့ FA ပလာပြန်ပွဲချန်ပီယံဖြစ်အောင်ဆွမ်းဆောင်ပေးပြီးမှသာသူ့အတွက်ကလပ်တင်းတင်းကိုစိတ်တန်းကြရွေးချယ်သွားဖို့ရှိနေပါတယ်။ဒီမှာ गया अमा बजे गया